ေမင်္ဂလာပါသားတို့သမီးတို့ဘုံဝသားတို့သမီးတို့ရဲ့ဘဝတုတ္တရေတန်းစဉ်တွေကိုသစွာဘုရားဘုံမောသောကတတိသာပြောပြတဲ့အတိုင်းသင့်ပြန်ပြောပြနေတာမင်းကအတိစူဇန်သင်ခြင်းလေးလာကိုပြောပြခဲ့တယ်ဒီနေ့ဘုံဘုံပြောတဲ့လက်ဆောင်စကားတွေထဲမှာဘုံဘုံစကားလေးတခုပြီးခဲ့တယ်မှတ်မိသေးလားဟဲ့ ပြောကြည့်အောင်သာဘတူတိုင်းတိုးတက်ကြ၍တိုးတက်သူတိုင်းသာဘကြသည်သာဇေတို့သာရဏပိရိဘုရားမှာတိုးတက်အောင်မြင်ခြင်းနဲ့ဆိုရင်ဘာဖတ်ရမလဲသာဖတ်ရမလဲဘုံတုံးနဲ့ဘုံလင်းပုတ်ပြီးခြင်းကုန်းနေနဲ့နော်ခြင်းလေးဆိုပြီးခြင်းကုန်းနေနဲ့တိတော်တွေဆို ေဖို့တို့ကြည့်ပြီးတော့အိမ်ကုန်နေတယ်ဘဝမှာဘဝတို့တဲ့ရွေးတဲ့သင်စရာတွေအများကြီးရှိတယ်။နောက်ပုံသူမျိုးစုလည်းကိုယ့်အတွက်ဘဝအတွက်အသုံးချကံပုံလုံးပြောင်းသုံးရမယ်။ခေါင်းနေတဲ့စင်သာဘဆရာကြီးတွေဖဲ့ရမယ်။ခေါင်းနေတဲ့စင်မိမိဘဝကြီးပွားရေးအတွက်အသုံးချကံပုံလုံးပြောင်းနော်။ကိုယ်ရောကိုယ်မှာသုံးတဲ့ဖို့ဘဝတို့တဲ့ရွေးအတွက်လမ်းင်းနေစတက်တီလုံးနေတဲ့ဖုံးပြောင်း အဲ့ဒီနေ့တော့ဘုံဘောကသားတဲ့သမီးတွေကိုရှေ့ဆက်ပြီးတော့ပြောပြသင်ပေးခြင်းတဲ့ဇာတ်လေးကသစ္စာပြာကုမာသဘောခောသကတိသောနောက်ထပ်ကီဘတ်တူတဲ့ခြင်းအချက်လေးတစ်ချက်ထပ်ပြီးတော့ဒီနေ့တမျိုးပြောပြသာလောရသင်ညတာသူ့ကိုဘာသာပြန်တော့ control yourself control စီကံရှိပါပါရှိရမယ် ီကံဒီလူဤတံဘူးတို့ကြည့်အောင်လေတံဘူးရှိတဲ့လူတွေဖြစ်ခြင်းတို့တော့အမြင်ရင်တဲ့လူတွေဖြစ်ခြင်းအတိတ်ပဲရှိတဲ့လူတွေဖြစ်ခြင်းပါရှိရမယ်စီကံရှိရမယ်ဖះပြောတာ control yourself ဆိုတာကတော့အာရမီတို့ရေးတဲ့ဘဝမှာတိုးတက်ခြင်းကိုကိုကိုထိန်းချုပ်ရကိုကိုဘာလို့မှလဲ ထိန်းချုပ်ရမယ်ဆိုတာဆဲကွန်ထရိုးမိမိရဲ့ခန္ဓာကိုယ်ကိုကိုထိန်းကိုနှုတ်ကိုထိန်းစိတ်ကိုထိန်းခန္ဓာကိုယ်လည်းအလိုမလိုက်နဲ့နှုတ်ကိုလည်းအလိုမလိုက်နဲ့စိတ်ကိုလည်းအလိုမလိုက်နဲ့နော်အလိုစိတ်အလိုလိုက်မိုက်ဖက်ပါတတ်သည်စိတ်အလိုလိုက်မိုက်ဖက်ပါတတ်သည်ပြောကြည့်အောင်လေစိတ်အလိုလိုက်မိုက်ဖက်ပါတတ်သည်ဒီနေ့တော့စကားနှခုံးရှိသွားပြီနော် ဒီကံဒီလူဤတံဘူအခွန်ပြုသွားပြီနောက်တစ်ခုကစိတ်အလိုလိုက်မိုက်ဖက်ပါတသည်ဖြတ်လိုက်တဲ့ကရှင်မမောက်ကလန်ရဲ့အလောင်းသူမိပါတွေကိုမြေသမီးစကားတော်နားတော်သူမိပါတွေကိုတခုတခုဆိုပြီးဟန်ဆောင်ပြီးပြန်ရိုက်ပြီးတတ်တာအဲ့စိတ်လိုလိုက်တာပဲနော် ဲ့တော့တို့လောကမှာကြီးဝတ်တဲ့အောင်မြင်ခြင်းနဲ့အာရသမီးတွေဖြစ်ခြင်းစိတ်ကိုအလိုမလိုက်နဲ့အာဟုလိုမလိုက်ရဘူးစိတ်ကိုလည်းထင်ကျော်ရမယ်နှုတ်ကိုလည်းထင်ကျော်ရမယ်ခန္ဓာကိုယ်ကိုလည်းထင်ကျော်မယ်ခန္ဓာကိုယ်လည်းလိုမလိုက်တဲ့ဒီဝစားနေတဲ့လှနေတာဟိုဧသာနဲ့အပူတွေသာလာတဲ့ဝယ်ပြန်ပြီးကိုယ်ပြန်ပြီးကိုယ်ကုန်တာပေါ့နော်ဒီစားတော်လေးနဲ့ပုံနေတာအဝဝနဲ့ဟောတဲ့အခြား ခမင်းပြင်တော့တဲ့စားစရာတွေမုံတွေအပိုးတွေကိုမြန်ပြီးပစံကုန်တာပေါ့။နောက်ဒီနှုတ်ကလေးပစံကလေးမထင်းသေးမင်းနဲ့စီးမရှိကမ်းမရှိမပြောနဲ့။အပြောဆိုဘူးလည်းပဲစီးနဲ့ကမ်းနဲ့ထင်းသေးဆောင်းလျှော့ပြောနော်။ခုပြောချင်းနဲ့တီးတိုင်းလည်းမပြောနဲ့။ပြောစင်မှပြောပြောရှိမှပြောကိုဘတူတည်းရဲ့အတွက်ဆိုပြောကိုစီးပွားရေးဖြစ်ရဲ့အတွက်ဆိုပြောအည်မြအဖတ်မြသူ့လည်းကြုံပြီးခုလည်းကြုံပြီးစကားတွေ ိမ်ဖြင်းတဲ့သဘပလပစကားတွေမပြောနဲ့နော်အကျိုးရှိမဲ့စကားကိုပြောပါအစကားတွေပြောရမယ်စီဝါဖြစ်မဲ့စကားရွှေဖြစ်မဲ့စကားကိုစကားပစံတပြားမှမရအောင်ဆိုတဲ့စကားနဲ့သူများအပေါင်းပါနော်ချိုးကြပါလေလို့မို့အကြီးမြတ်အဖန်မြတ်သူများအကြောင်းလျှောက်ပြောနော်ကိုเจ้าကိုမစင်စားသူများအကြောင်းစဉ်းစားနေတယ် ဥတ္တပိအကြောင်းမစဉ်းစားနော်အထမင်းဘယ်လိုစားစံနဲ့အထမင်းဝအောင်စားပြီးတော့ငါခန္ဓာကိုယ်ကျက်မောင်းနေမလဲဖြတ်တော့မကြည့်ဝိုက်လို့မလဲဒါပဲတွေးရနော်စိတ်ကိုနိုင်ပါရလေဒီတိုင်မစင်းရေညနောက်တော့စကားကုန်းထက်မှမတော့ဆိုဒီနေ့သုံးခွင့်ရှိသွားပြီနော်စိတ်ကိုနိုင် သေးတိုင်မစင်းရဲ့ပြောကြအောင်ဟဲ့သိကုနိုင်သေးတိုင်မစင်းရဲ့သေသည့်တိုင်အောင် မစင်းရခြင်းမူချမ်းသာခြင်းနဲ့ဆိုရင်သိကုအလိုမလိုက်ရသိကုနိုင်အောင်ထင်းရမယ်ဟုတ်ပြီအဲ့တော့ဒီနေ့ဘုန်းဘုရားစကားပြောလိုက်တာသုံးခုမှတ်သားစရာပါပါပြီသိကုနိုင်သေးတိုင်မစင်းရဲ့ပြောကြည့်စမ်းဟဲ့ နော်ခုနပြောခဲ့တာကစိတ်အလိုလိုက်မိုက်ဖက်ပါတတ်ဒီစိတ်နဲ့ပတ်သက်တာငါကိုရှိသွားတယ်နော်စိတ်အလိုလိုက်မိုက်ဖက်ပါတတ်ဒီစိတ်ကနှစ်ခုပထမဆုံးပြောခဲ့တာစီကံသာလုံးတွေကြည့်ပဲနော်ပထမဆုံးဘာပြောခဲ့လဲစီကံဒီလူဤတံဘူဒီနေ့ပြောပြတာစီကံဒီလူဤတံဘူအကြောင်း တမိုးရှိတဲ့လူတွေတမိုးရှိတဲ့သားတဲ့သူတွေဖြစ်ကြည်ဘဝမှာစည်းကမ်းရှိရမယ်တို့တော်မြင်တဲ့သားတဲ့သူတွေဖြစ်ကြည်ဘဝမှာပါရှိရမယ်စည်းကမ်းရှိရမယ်ကိုယ်ကိုယ်လည်းစည်းကမ်းရှိနော်ကိုယ်ကိုယ်တိုင်းယောက်ချင်းစီတဲ့စည်းကမ်းရှိအိမ်မှာလည်းစည်းကမ်းရှိကျောင်းမှာလည်းစည်းကမ်းရှိအတို့တော်မြင်ပြီတို့တော်အောင်မြင်နေတဲ့တိုင်းပြည်တွေမျိုးတွေကြည့်လိုက်တော့စည်းကမ်းနေရှိလိုက်တာ ဘုံကုနေခဲ့တဲ့အသိငဘူးပြောမယ်။ဟာအကြောင်းမှာကလေးစီကနေသင်ပေးတာလား။နော်။ပြောင်းတဲ့လူရင်ယူမှုရှိတယ်ပြောင်းတဲ့တယောက်နာအောင်စာရနောက်တာခရင်ဖြစ်တာမရှိဘူး။ဒိမ့်မြတွမီ sorry နော်။အတယောက်ကတခုပေးတယ်၊ဥပေးတယ် IQ ပြောတာမဟုတ်မလေး။ဥမာကိုစားပြီးတဲ့မုံခွန်လေးတခုကိုသုံးလိုက်တဲ့တရှူလေးတခုပြစ်တော့မဆိုရင်မှိုက်ပွင့်ရင်ရှာမှိုက်ပွင့်ရင်ရှာဘာရင်ရှာရလဲ မိုက်ဘူးမရှိမှပြစ်တတ်တော့မိုက်ဘူးနဲ့ပြစ်တို့စင်းဘူးမှာလမ်းမမှာမိုက်တယ်မရှိဘုံကုန်လည်းမရှိဘူးအစီကံပဲစင်းဘူးတို့ဒီနေ့တိုးတက်ချမ်းသာနေတာဒီကံရှိတို့အားရှိလို့လေဟိအဲ့တော့ဘုံဘုံသားသမီးတွေဒီနေ့သင်ပေးလိုက်တာကစကားလက်ဆောင်ကအဖို့တဲ့မြန်မာသုံးပါးစကား၃ခုဘယ်နှခုလဲဟိနော်အကုန်လုံးကစာလုံးကစာတာရှိပဲနော် အလုံးသုံးလို့ပေါ့ပရမဆုံးစာလုံးမှာပါတယ်လေဒီကံဒီလူဤတံဘူဒီကံနဲ့ပတ်သက်တာကိုယ်ကိုယ်လည်းစီကံနဲ့ထိန်းခန္ဓာကိုယ်ကိုယ်လုံလိုက်နဲ့နှုတ်ကိုယ်လည်းစီကံနဲ့ထိန်းစိတ်ကိုယ်လည်းစီကံနဲ့ထိန်းအဲ့ကိုစိတ်ကိုထိန်းနိုင်ပြီဆိုရင်နောက်ထပ်ဆုံးမစကားကပါတယ်လေစိတ်ကိုနိုင်သေးတိုင်းမစင်းရဲ့အလေကောင်းဆုံးမတစ်ခုရှိသေးတယ် စိတ်ကိုဆုံးမဟုတ်စိတ်အလိုလိုက်မိုက်ဖက်ပါတတ်သည်စိတ်နဲ့ပတ်သက်ပြီးတော့နှစ်ခုလောကမှာလူမိုက်တွေမဖြစ်ရှင်ဘူးလူရန်ကားတွေမဖြစ်ရှင်ဘူးလူလိမ္မာတွေဖြစ်ရှင်တယ်တိုးတောင်မြင်တဲ့သားလေးသမီးတွေဖြစ်ရှင်ရင်ဘာကိုအလိုမလိုက်ရဘူးလဲဟိစိတ်ကိုလိုမလိုက်ရဘူးနော်အဲ့တော့ဒီနေ့ဖိုးတန်စကားလက်ဆောင်သိန်းကုန်သုံးကုန်ကတော့စီကံသည်လူဤတံပိုး စိတ်အလိုလိုက်မိုက်ဖက်ပါတတ်သည်စိတ်ကိုယ်၌လေတိုင်မစင်းရဲ့အမှုရှိလိုက်တာသုသာရသမီးတွေသေးတဲ့ဒီအသုံးချနော်မင်းတို့ဘဝမငတ်ပါဘူးကွာသူတော်အမြင်ပါလိမ့်အဲ့သုံးခုပြန်ပြောကြည့်မယ်အဲ့သုံးခုမှတ်ပြီးဆိုရင်ဒီစကားလေးဒီမှာနားမယ်ကဲသာနေစာပြန်ပြောကြည့်မယ်ဤကံသည်လူဤတံပိုး စိတ်အဲ့ဒါနောက်ဆုံးစကားနော်စိတ်အလိုလိုက်မိုက်ဖက်ပါတတ်သည်အဲ့ဒါဓမ္မနေ့ဓမ္မသုံးဟာစေကုနိုင်ဒေတိုင်မစင်းရဲ့သေသည့်တိုင်အောင်မစင်းယုံချမ်းသာခြင်းနဲ့ဆိုရင်စေကုနိုင်အောင်ထိတ်အောင်နိုင်အောင်ထိတ်မယ်စိတ်အလိုမလိုက်နဲ့နော် control yourself control yourself သာသမီတို့ရည် ကိုကိုကိုထိန်ချုပ်ကြကိုကိုကိုဘာလုပ်ရမလဲကိုမူရောင်းထိန်နှုတ်မူရောင်းထိန်စိတ်မူရောင်းထိန်ဘုရားဆံမဆုံးထိန်သိမ့်အောင်မဆောင်နဲ့မိမာတွေကထိန်သိမ့်အောင်မဆောင်နဲ့ဟုတ်ကိုကိုသာထိန်တယ်မြမစက်ကဘုန်းကြီးရှိသေးတယ်နော်ကိုကောင်းကိုကောင်းပဲမှမရွေ့နော်ကိုကောင်းကိုကောင်းပဲမှမရွေ့ကိုရာကောင်းနေဘာမှမဖြစ်ဘူး ေပေါင်းသင်ကပါလေလာပြီးစီယုံစီယုံမကောင်းတဲ့ဘက်မှာစီယုံစီယုံဥက္ကသကောင်းနေရင်ကိုယ်မပါဘူးတဲ့နော်အေဟုတ်ပြီသုံးလုံးပဲမှတ်လိုက်နော်အများကြီးဆိုမှတ်ပြီးမှနေလို့မတနေ့တနေ့နေနေစီပေါ့ဒီနေ့ဒီကန်ဒီလူဤတံဘူးလို့သကားအောက်မှာဘုံဘောနောက်ထပ်နှစ်ခွန်းထည့်ပေးလိုက်နော်ဒီနေ့သုံးခွန်းထပ်ပြောမယ်တေကဒီကန်ဒီ လူဤတံဘူဟောမိဒုတိယသိအလိုလိုက်မိုက်ဖက်ပါတသည်ဓမ္မသုံးကစိတ်ကိုနိုင်နေတိုင်းမစင်းရဲ့တိတိတောင်မစင်းရဲ့ချမ်းသာတဲ့ជីវတုတဲ့အောင်မြင်ဒီဖြစ်ဖို့အတွက်ဒုသရသမီးဒီမိမိကိုယ်ကိုစည်းကမ်းရှိပါမိမိရဲ့ခန္ဓာကိုယ်ကိုထိန်းချုပ်ပါ မိမိရဲ့နှုတ်ကိုလည်းထင်ချုပ်ပါမိမိရဲ့စိတ်ကိုလည်းထင်ချုပ်ကြပါမိမိရဲ့ကိုယ်နှုတ်စိတ်ကိုထင်ချုပ်နိုင်ကြလျက်စိတ်အလိုမလိုက်ပဲလောကမှာတိုးတက်အောင်မြင်ဤဘဝချမ်းသာတဲ့သားရဲသမီးတွေဖြစ်ကြပါစေ။